ကလေးငယ်တွေမှာအေးအေးမိတာထက်ပိုဆိုးတဲ့ RSV ဆိုတဲ့ virus ရောဂါကိုကြားဖို့ကြားသလား RSV virus ရောဂါကကလေးငယ်တွေမှာအသက်အန္တရာယ်ဆိုးရင်ရတာဖြစ်တဲ့အတွက်ကြောင့် DVU လေးကိုအဆုံးထိကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ် RSV ဆိုတာကတော့အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ virus ရောဂါတစ်မျိုးဖြစ်တဲ့ ဗိုင်းရပ်စ်ရဲ့ထုံးစံအတိုင်းကူးစက်လွယ်တာကူးစက်မြန်တာမျိုးဖြစ်ပြီးတော့ဒီပုံမှန်အေးမီယောဂါကနေပြီးတော့နမိုနီယာလို့ခေါ်တဲ့အဆုတ်အောင်ယောဂါတွေပရင်ကျူလိုက်တက်စ်လို့ခေါ်တဲ့လေပြွန်အသေးလေးတွေရောင်တဲ့အဆင့်အထိပါဖြစ်နိုင်ခြေရှိပါတယ်။လူလူတွေမှာပုံပြီးအဖြစ်များလဲဆိုလို့ရှိရင်အသက်တစ်နှစ်အောက်ကလေးငယ်တွေမှာဖြစ်နိုင်ခြေပိုပြီးတော့များပါတယ်။အသက်ကြီးတဲ့65နှစ်နဲ့အထက်လူကြီးတွေမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။အဆုတ်ယောဂါရှိတဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေနဲ့ကိုယ်ခံအားနည်းတဲ့သူတွေမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။ရောဂါလက္ခဏာတွေအနေနဲ့ကတော့ပုံမှန်ဖျားတာမျိုးအဲဖျားကိုပူတာရှိမယ်၊နှာချေတာ၊နှာစီးတာ၊ချောင်းဆိုးတာဒါမျိုးလည်းဖြစ်နိုင်ပါတယ်။တချို့ကလေးငယ်တွေမှာဆိုလို့ရှိရင်နှာရည်တွေပြစ်ခဲပြီးပိတ်နေတဲ့အတွက်ကြောင့်အသက်ရှူမွားတာတွေအသက်ရှူမြင်တာတွေစသဖြင့်ဒီလိုရောဂါလက္ခဏာတွေလည်းခံစားရနိုင်ပါတယ်။ဒီယောဂါကဘလို့ကူးဆက်နိုင်လဲဆိုလို့ရှိရင်ယောဂါပို့ရှိရတဲ့သူအနေပြီးတော့မှနှာချေမယ် ချောင်းဆိုးတာကနေပြီးတော့မှလေထဲကိုထွက်လာတဲ့ဒီ virus ကနေတဆင်ကူးစက်နိုင်ခြင်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဟာဖြစ်လာပြီဆိုရင်ဘယ်လိုကုသမှုခံယူရမလဲဆိုလို့ရှိရင်တော့အကောင်းဆုံးကတော့ဆရာဝန်နဲ့အမြန်ဆုံးပြတာပါ အဲ UUIC ဆိုလို့ရှိရင်တော့တစ်ပတ်နှစ်ပတ်အတွင်းမှာပြန်ပြီးတော့တက်တာသွားနိုင်ပါတယ်။အဲဒါပေမဲ့ခုနပြောခဲ့တဲ့ pneumonia လို့ခေါ်ရတဲ့ bronchiolitis လို့ခေါ်ရတဲ့ဒီအလေးပြုံအသေးလေးတွေရောင်းတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆရာဝန်ကပိုးသက်စေပေးတာမျိုးအဲလိုအပ်ရင်ဆေးရုံတက်ပြီးတော့ကုသမှုခံယူဖို့လိုအပ်ရင်လည်းကုသမှုခံယူသင့်ပါတယ်။အဲတော့ RSV ရောဂါကကာကွယ်မယ်ဆိုရင်ဘယ်လိုကာကွယ်ရမလဲဆိုတော့ RSV ရောဂါ ဥဆက်တတ်တဲ့ယောဂါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အိမ်မှာရှိတဲ့ကလေးငယ်တွေကိုဒီအေးမီလူနာနာကိုမခေါ်သွားဖို့အတွက်အရေးကြီးပါတယ်။ကလေးငယ်တွေဖြားနေနာရယ်ဆိုလို့ရှိရင်လည်းအရင်တက်မင်းများကိုဝင်အောင်တိုက်ပေးဖို့အတွက်လိုအပ်ပါတယ်။ကျွန်တော်တို့လူကြီးတွေလိုက်နာရမှာကြတော့နှာချေမယ်၊ချောင်းဆိုးမယ်ဆိုလို့ရှိရင်တထောင်စစ်နဲ့ဖုံးအုပ်ပြီးတော့ချောင်းဆိုးတာမျိုး၊တ िश ူးနဲ့ကာပြီးချောင်းဆိုးတာမျိုးလုပ်ပေးဖို့လိုအပ်ပါတယ်။နောက်တစ်အရေးကြီးဆုံးတစ်ချက်ကတော့ကျွန်တော်တို့အပြင်ကနေပြန်လာတဲ့ ေးတိုင်းမှာဒါမှမဟုတ်ကလေးငယ်ကိုကိုင်ကန်နေတိုင်းမှာလက်ကိုစက်ပြာနဲ့အနည်းဆုံးစက္ကန့်30တမိနစ်လောက်စေကြောပေးဖို့အတွက်လိုအပ်ပ ခုလက်ရှိမှာဆိုလို့ရှိရင်ဒီ RSV ရောဂါကိုးစားနိုင်ခြေကိုအများကြီးကာကွယ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်အပြင်းအပြန်လာတိုင်းကလေးကိုကန်ကန်နေတိုင်းလက်ရှိဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီလိုကောင်းမွန်တဲ့အလေ့ကျင့်လေးကိုတိဆောက်သွားမယ်ဆိုလို့ရှိရင်အဲကျွန်တော်ရဲ့ comment အောက်မှာတိဆောက်သွားမယ်ဆိုပြီးတော့ရေးပေးဖို့လည်းတိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်ဝေမျှပေးခဲ့တာလေးတွေကကိုယ်အတွက်ဘုံတုဒ္ဒရရဲ့အသိပညာတစ်ခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်တခြားသူတွေသိအောင်လည်းဝေမျှပေးခဲ့ကြပါဦး ားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ကျေးဇူးပါ